မင်္ဂလာပါရှင်မက်လ20ရက်ကျသာပတင်းနဲ့ကန်ထရဝတီ time တင်ဌာနရဲ့ရုပ်သံတင်ကိုတင်ဆက်ပေးပါရမယ် IEC ထိန်းချုပ်နေမြေမှာအစ်စ်မြင့်ပညာရေးတက္ကသိုလ်၅ချောင်းဖွင့်လှစ်ထားပါတယ်လွန်ကော်မြို့တွင်အဝေးပြေးရင်ရက်နာစခန်းကိုကရာဒီကွေးအနီးမှာပြည်လဲဖွင့်လှစ်ထားပါတယ်ပရူဆိုကနနွေဆိုင်တောင်သူတွေပြီးခဲ့တဲ့နှစ်ထက်ဈေးပိုရတယ်လို့ဆိုပါတယ်စားတဲ့တင်တွေကိုတင်ဆက်ပေးသွားပါမယ်ရှင် ဂရီနီပြည်မှာဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အုပ်ချုပ်ရေးရန်တရားလဲပတ်နေတဲ့နေမြေဒေတာတွေမှာအစိမ့်မြပညာရေးတက္ကသိုလ်၅ချောင်းဖွင့်လှစ်ထားတယ်လို့ IEC ရဲ့2024တနှစ်သားလုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာပြောထားပါဗျ။အစိမ့်မြချောင်းတွေဖြစ်တဲ့ဖန်ဆော်ဝိဆာတိတ်ပန်တက္ကသိုလ်ပညာရေးဒီဂရီကောလိပ်နီးပညာတက္ကသိုလ်ဆေးကောလိပ်သူနာပြုတက္ကသိုလ်စတဲ့တက္ကသိုလ်တွေကို CDM ပြုလုပ်ထားတဲ့ပေါမုတ်ခတ်တွေ့ ဘာသာရပ်ဆိုင်ရာဆရာဆရာမတွေကဥဆောင်ဖွင့်လှစ်ထားတာပါ။အဲ့ဒီအကြောင်းတွေနဲ့ရှစ်လုံးငင်းစင်ဆောင်ရွက်ရမှာဖြစ်စေ၊ရန်ပုံငွေထောက်ပတ်ရမှာဖြစ်စေပူပေါင်းဆောင်ရွက်နေတာရှိတယ်လို့ IEC ပညာရေးဌာနဒုဌာနမှူးနဲ့ခန်းယူ James ကပြောပါရယ်။အစမြင့်ပညာရေးအကြောင်းတွေထဲကရန်ပုံငွေနှဲပါတဲ့အကြောင်းတွေကိုငွေကြေးအရပတ်ပူပေးနေပြီးအကြောင်းကိုထန်တွေကိုတော့လှစေငွေကြေးထောက်ပတ်မှုမရှိသေးဘူးလို့ IEC ကပြောပါရယ်။ ကျောင်းကကျောင်းမှာတော့ကျောင်းသူကျောင်းသားပေါင်း300ကျော်တက်ရောက်နေပြီးဆရာဆရာမဥယျာဉ်တရားကျော်ရှိပါတယ်။ Greeny ပြည်မှာစစ်ကောင်စီအုပ်ချုပ်ရေးဆောင်ရွက်နေတဲ့ Lyco မြို့ပေါ်မှာလည်းပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေပြီး Lyco နီးပညာတက္ကသိုလ်၊ကွန်ပျူတာတက္ကသိုလ်၊ပညာရေးဒီဂရီကောလိပ်၊သူနာပြုကျောင်းအစိုးရဆက်မှုလက်မှုတိုက်ပန်းကျောင်းကိုစစ်ကောင်စီကဖွင့်ထားတယ်လို့ Lyco တက္ကသိုလ်ကလည်းဖွင့်နိုင်ဖို့စီစဉ်ဆောင်ရွက်နေတယ်လို့စစ်ကောင်စီကပြောထားပါတယ်။ လွိုင်ကုံမြွတ်တွင်ကအဝေးပြေးရင်ရက်နာစခန်းကို အရင်ကနောင်ရရက်ွက်အတွင်မှာထားရှိပေမဲ့အခုမှတော့ကရားဒီကွေအနီးမှာပြောင်းရွှေ့ဖွင့်လှစ်ထားတယ်လို့လွိုင်ကုံဒေသခံတွေကပြောပါရယ်မနေ့ကမနေ့ပိုင်းမှာလည်းအဝေးပြေးရင်ရက်နာစခန်းကိုကရားဒီကွေအနီးမှာဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီးစစ်ကောင်စီခန့်ဝန်ကြီးချုပ်ဦးစုံမျိုးတင်ကတက်ရောက်ခဲ့ပါရယ် ဲ့ဒီအခမ်းအနားကိုဌာနဆိုင်ရာဝန်ထမ်းတွေရင်းလိုင်းပြေးဆွဲတဲ့သူတွေဒေသခံတချို့လည်းပါဝင်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ပြောင်းရွှေ့ထားတဲ့နေရာဟာမြို့တွင်အနီးအနားဖြစ်တယ်လို့စစ်ကောင်စီကတက်ဆွဲထားတဲ့နေရာနဲ့နေတာကြောင့်ခီးသွောင်းပြည်သူတွေကိုစစ်ဆေးတင်းကျပ်မှုပိုးလောက်နိုင်တယ်လို့ဒေသခံတဦးကသူ့ရဲ့အမြင်ကိုပြောပါတယ်။လက်ရှိ Greeny ရှမ်းပြည်ပြေးဆွဲတဲ့ရင်းလိုင်းဟာပုံမှန်အဝင်အထွက်ရှိနေပြီးလွိုင်းကောတောင်ကြီးရင်းလိုင်းကိုလိုက်ပါစီးနေတဲ့သူတို့အူကို ၃တောင်းချက်ပေးရတယ်လို့ပြောပါတယ်။ဖရူဆိုမြင့်နဲ့အနောက်ချန်ကဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့နနွေးစီဟာပြီးခဲ့တဲ့နှစ်ထက်ဈေးပိုရတယ်လို့နနွေးဆိုင်တောင်သူတို့ဦးကပြောပါတယ်။လနွေစေးပူရတာကြောင့်စားဝတ်နေရေးအခက်အခဲကိုတစ်ဖက်တစ်လန်ကဖြေရှင်းလာတယ်လို့ပြောပါရယ်ပြီးခဲ့တဲ့နှစ်ကလနွေတပိတ်သားကို6000ကျပ်ဈေးရှိပြီးအခုနှစ်မှာတော့တပိတ်သားကို1000ကျပ်ထိဈေးရှိလာတာပါ နနွေအစိုးတပိတ်တာကို3000ချက်ပေးဝယ်ပြီးနနွေအချောင်းတပိတ်တာ1000ချက်အထိပေးဝယ်တယ်လို့ကုံအယောင်းအဝယ်လုပ်သူတူကတော့ပြောပါရယ်ပြီးခဲ့တဲ့နှစ်မှာတော့နနွေကိုစိုက်ပျိုးသူနေပေမဲ့ဒီနှစ်မှာတော့နနွေစေကောင်းရတာကြောင့်2ချက်စိုက်ပျိုးလာကြတာပါနနွေကိုဧပြီလမေလမှာစိုက်ပျိုးကြပြီးနောက်နှစ်ဖေဖော်ဝါရီလမှာပြန်တူးကြတာပါတူထားတဲ့နနွေတွေကိုပြန်ပြုတ်တာအချောက်လန်းလာတွေကိုပြုတ်လုပ်ပြီးမှပြလဲရောင်းချကြတယ်လို့ဆိုပါရယ် ဖရူဆိုမြို့နယ်အနောက်ချမ်းကကျေးရွာတွေမှာတော့ဖာလာနှနွေဝဥကိုစီးပွားဖြစ်စပြိုးကြပြီးစီဘူးတောင်ကြီးဖက်ကိုအဓိကတင်ဖို့ရောင်းချနေတယ်လို့သိရပါဗျ။ကန်ဒရောဝတီထိုင်းရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါတရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်ကျမမောင်ညားပါ